ဒီညမှာရှင်ပြိုင်ကစားမယ်ဘရိုက်တန်ရဲ့ပွဲမှာအာစနယ်တို့ဘယ်လိုပွဲထွက်လာနိုင်ပါသလဲ မင်္ဂလာပါဗျကိုကိန်းစတာဖုတ်ဘောရှိုကနေကြိုဆိုပါရစေကျွန်တော်ခမ်းပါဒီည2:15မှာရှင်ပြိုင်ရသားဖို့ရှိနေတဲ့ EFL Cup Round 4ပွဲတွေမှာအာအီတို့ပွဲထွက်လာနိုင်တဲ့ line up အခင်းကြီးကိုကျွန်တော်တို့ခမန်းစွနေတုံးသက်ကြည့်အောင်ဒီညပွဲထွက်မဲ့ line up က Arsenal ပြိတ္တတွေအတွက်တော်တော်လေးထူးခြားပြီးတော့ရင်ခုန်စရာကောင်းမဲ့ line up เนาะဘာကြောင့်လဲဆိုတော့လေ Arsenal ရဲ့ပွဲထွက် line နဲ့ငြိမ့်နေဗျာကျွန်တော်တို့ခမဲရင်လည်းတနေရတနေရလောက်ပဲလွဲတယ်အတိတကဒီပွဲထွက်ကစားသမားတွေပဲများသောအားဖြင့်သုံးတယ်တိုးပေမဲ့တချို့သောကစားသမားတွေဒဏ်ရရတာတယ်တချို့သောကစားသမားတွေပွဲပန်းနေတယ်ကြန့်ခိုင်မှုမပြည့်ဘူးအဲကစားသမားတွေ အကုန်လုံးဖယ်လိုက်မယ်ဆိုရင်လုံးဝနောက်ထပ်အသင်းအသစ်တသင်းပုံစံမျိုးမြင်ရမှာအဲ့တို့ကြောင့်ကစားသမားစုဖွဲ့မှုအသစ်နဲ့အရန်အင်အားတောင့်တင်းမှုနဲ့အာစနယ်ဘာတွေလုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်အသင်းကတော့အာစနယ်ပဲဒါပေမဲ့နောက်တစ်သင်းဖြစ်နေလိမ့်မယ်โอเคအဲ့တော့အသင်းရဲ့ပွဲထွက်ကစားသမားတွေထဲမှာဘယ်သူတွေကဒဏ်ရာနေလို့လဲပယ်လစ်ရဲ့ပွဲမှာဒဏ်ရာပြဿနာရရှိခဲ့တဲ့သူတွေရှိတယ်ဝီလျံဆလီဘာဒက်ကလန်ရိုက်စ်မာတင်နယ်လီစတဲ့ကစားသမားတွေဒီပွဲပါဝင်ဖို့မသေးကြဘူးသေကြတယ်ဆိုရင်တော့မ ပွဲထွက်ခွင့်မပေးသင့်ဘူးဗျအနာပေးသင့်တယ်ကလာဖီယိုရီလည်းဒီပွဲစဉ်ပါဝင်ဖို့မသေးကြဘူးဒါပြင်နဂိုကလေးကနာနေပြီးသားပလေယာတွေဖြစ်တဲ့ခါယာဗက်စ်မာတီနယ်လီမက်ဒူဝက်ဂေဂေဘရီယယ်ဂျေဇူးသူတို့လည်းပါဝင်မှာမဟုတ်ပါဘူးအဲ့တော့ကြောင့်ပွဲထွက်တာကြာနေပြီဖြစ်တဲ့ကစားသမားတွေကိုအနာပေးပွဲမထွက်တာကြာပြီဖြစ်တဲ့ကစားသမားတွေကိုပွဲထွက်ခွင့်ပြန်ပေးနဲ့နောက်ထပ်အသင်းသစ်တစ်သင်းကိုမြင်ရနိုင်တယ်လို့ပြောတာပါ Brighton မှာတော့ပြီးခဲ့တဲ့ ယူနိုက်တက်ကိုရှုံးခဲ့တဲ့ပွဲတွေမှာမပါဝင်နိုင်တဲ့ကစားသမားတချို့ပြန်ပြီးတော့ပါလာနိုင်တယ်မီတိုးမှာဗက်မန်စတဲ့ကစားသမားတွေဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်ဒိုင်းရကစားသမားစီးရင်လည်းပြောပွဲထွက် line နဲ့အခင်းချင်းကိုစတင်ဆွေးနွေးခံမှန်းကြည့်အောင်အဲ့တော့ကျွန်တော် ဂိုးသမားတနေရာတော့ EPL တို့ Champion League တို့မှာပုံမှန်ပွဲတော်ခွင့်ပေးနေကြ David Raya ကိုခြံပါလိမ့်မယ် Raya ကိုပွဲတော်ခွင့်ပေးလို့လည်းမရတော့ဘူးပေါ့เนาะ EFL Cup ဆိုတာဒီ tournament အနေနဲ့မှာဒါအနိုင်ဆုံး tournament လို့ပြောရမယ် Domestic Cup နှလုံးရှိရဗျာ FA Cup ရဲ့ဒီ EFL Cup ရဲ့ဒီထဲမှာ EFL Cup ကပိုနေတယ်အဲ့လိုပွဲမျိုးမှာမှာ Kappa Reza Blacker ကိုပွဲမထုတ်ဘူးဆိုရင် Kappa ဘယ်မှာသွားဖန်တော့မလဲပုံမှန်အပြင်ကျွန်တော်တို့သိထားသလားပွဲထွက်ကိုသမားနဲ့အရန်ကိုသမားဒီ အပေါ်တော့ဂိုဒမားကိုချန်ပီယံလိနဲ့ဒီပရီးမီးယားလိမှာဖမ်းစီတယ်ဒိုမက်စတစ်ကတ်တွေမှာတော့အရန်ဂိုဒမားကိုဖမ်းစီတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကပါရီဇာဘလက်ကပွဲထွက်လာမယ်လို့ထင်တယ်။ Okay နောက်တန်းစုဖွဲ့မှုရကျွန်တော်တို့မှာပြောစရာလေးကြီးရှိပါတယ်။မာဂါဟီးစ်ကတီကိုနဲ့ဘွဲမှာနာထားတာဗျ။လေးချင်ရင်လည်းမစင်းနိုင်ဘူး။ဒါပေမဲ့ပယ်လစ်နဲ့ဘွဲမှာဝင်တီးသွားတယ်။အဲ့တော့မာဂါဟီးစ်ကိုကြန့်ခိုင်မှုပြည့်အောင်ဒိုင်းယာအနာတရထပ်ပြီးတော့မဖြစ်အောင်အနာပေးကိုပေးတဲ့။သူတို့မှာအနာပေးလို့ရအောင်လေလုံလောက်တဲ့လူစင်းစုဖွဲ့မှုရှိနေတယ်။အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီ CB နေရာမှာဝီလျံဆလီဘာဒန်ရနေတာဖဲမဲ့မာဂါဟေးစက်ခိုင်မှုမပြည့်တဲ့ အခြေအနေကိုဖယ်မယ်မော်စကယ်ရာနဲ့တစ်ဖက်ကအင်ကပြဲပွဲထွက်လာနိုင်လို့ထင်တယ်အဲ့ဒါကြောင့်တကယ်သာဒီလိုပွဲထွက်လာမယ်ဆိုရင်ရင်ခုန်စရာကောင်းတဲ့အစုဖွဲ့တစ်ခုကိုကျွန်တော်တို့ကြည့်ရလိမ့်မယ်အင်ကပြဲနဲ့မော်စကယ်ရာဘာလို့မလဲဝီလျံဆလီဘာနဲ့မာဂါဟစ်လိုကောင်းမလားအဲ့လိုမျိုးစိတ်သက်မျိုးရှိမလားစသဖြင့်ပေါ့နော်ဆိုတော့မော်စကယ်ရာကလည်းကစားပုံ aggressive ဖြစ်တယ်အင်ကပြဲကလည်း aggressive ဖြစ်တယ်နှစ်ယောက်လုံးကတော့ကြံ့ကြံ့တန်းတန်းဆော့နိုင်တယ်သူတွေဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်စိုက်ဘက်တွေကိုတစ်ချက်စမ်းစစ်ကြည့်အောင်ဂျူရီယန်တင်းပါခင်ဗျာမှာလည်းပွဲတွေဆက်နေတာမြ များလို့သူလည်းတော်တော်ပြဲနေပြီကျွန်တော်တို့တင်းပါကိုဒီလိုပွဲမျိုးမှာအနာပေးတင်တယ်လို့ထင်တယ်ဘန်ဘူးကိုအသုံးပြနိုင်ပါကျွန်တော်တို့တစ်ဖက် left back မှာရှင်းပါတယ် Louis Kelly ပဲပွဲထွက်လာမှာပါ Calafiori ကိုအနာပေးမယ် Louis Kelly ရဲ့လှုပ်ချင်ကင်ချင်စိတ်ကိုမြင်ရမယ်ပွဲတစ်ပွဲဖြစ်ပါတယ်အဲ့တော့ဒီနောက်တန်း၄ရောက်မှာအကုန်လုံးအရန်ကစားသမားတွေကိုလှည့်ထုတ်ပြီးတော့ပွဲထွက်ခွင့်ပေးလာနိုင်တယ်ဒါမို့လေတရားရောက်လောက်ကိုတော့ပြန်ထားနိုင်တယ်ဥမာပြောရင်မာဂါဟစ်ကိုပြန်ထားမလားတစ်ဖက်မှာဂျူရီယန်တင်းပါကိုပြန်ထားမလားပဲကြည့်ရမယ်တေချာတကူကတော့၂ရောက်ကနေ၃ရောက်အထိအရန်က သားသမားတွေပါလာနိုင်တယ်ဟုတ်ပြီကျွန်တော်ကွင်းလယ်စုဖွဲ့မှုကြည့်အောင်အတ္တိတဇူဘီမန်ဒီကိုတော်တော်သဘောကျပါတယ်တချို့အရေးမကြီးတဲ့ပွဲစဉ်တွေဆိုရင်ခြံလေးခြံထရှိတဲ့အတွက်ဇူဘီမန်ဒီကိုခြံမှာပါ rice ကလည်း အသင်းရဲ့အဓိကသံတမဖြစ်တဲ့အတွက်ကြောင့် Rice ကိုလည်းသုံးမှာမဟုတ်ပါဘူး။ Martin Zubimendi နဲ့ Declan Rice နေရာမှာဘယ်သူကိုထည့်မလဲပဲကျွန်တော်တို့ကြည့်ရမယ်။ပုံမှန်အားဖြင့် Zubimendi နေရာမှာဒိရိုက်လူစားလဲဖို့ Knockout ကိုခေါ်ထားပါတယ်။အဲ့တော့ Knockout ဒီပွဲစဉ်မှာပွဲထွက်ကစားပါလိမ့်မယ်။ရှေ့ကနှစ်ယောက်နေရာမှာ Abrichi Azzi ကတော့ဆက်လက်ပွဲထွက်လာနိုင်တယ်ဗျ။အဇင်းနဲ့တူတူတွဲဖက်ကစားဖို့ Mikel Merino လည်း ဖြစ်နိုင်ပါတယ်။ဒါမို့ရင်ကျွန်တော်တစ်ချက်စဉ်းစားမှာ Ethan Wanderi ကိုဒီနားမှာထည့်ပြီးတော့ Mirino နဲ့တွဲမလား၊ Azzi နဲ့တွဲမလားတစ်ချက်ကြည့်ရအောင်။ဒါဆိုရင်ကျွန်တော် Mirino ကနံပါတ်9နေရာရောက်သွားပါလိမ့်။အဲ့နေရာကတော့အတိအကျပြောလို့တော့မရဘူးပေါ့ဗျာ။ Azzi ကိုအနာပေးမလား၊ Yogi S ကိုအနာပေးမလားပဲ။ Artita ရဲ့သုံးဖြတ်ချက်ကို ကြည့်ရမယ်။သူကအဇင်းကိုအနာပေးခြင်းနဲ့ဆိုရင်အီသန်ဝန်နရီကိုအဇင်းနေရာမှာထားမယ်။ကျွန်တော်တစ်ဖက်မှာမီရီနိုထားပြီးတိုက်စစ်ပိုင်းမှာဗီဒီယိုဂီယက်ကိုပဲပြန်ထည့်မယ်။ယောဂီယက်ပွဲကစားနေရတာများပြီဖြစ်တဲ့အတွက်ယောဂီယက်ကိုအနာပေးခြင်းတော့အဇင်းကိုထည့်မယ်။တစ်ဖက်မှာအီသန်ဝန်နရီနဲ့တွဲပြီးတော့ရှေ့မှာမီခဲမီရီနိုကိုထည့်လို့ရတယ်။ဒါကရွေးချယ်စရာ option လေးတွေကိုဆွေးနွေးတာပါ။တကယ်တမ်းအသုံးပြုလာတဲ့အခါအတေတာစိတ်ကြိုက်ဖြစ်ပါလိမ့်မယ်။ဒီပုံစံလေးတွေကတော့ဘလို့ပဲလက်ပတ်သုံးသုံးသုံးလို့ရတယ်။ ဘောမျိုးဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ဝင်းကာတွေကြည့်မယ်။မာတီနယ်လီဂါဘီအငယ်ကောင်ကတော့ကြွက်သားထံရဘာညာရသွားတယ်လို့ကျွန်တော်တို့သိထားတယ်။အဲ့တော့ကြောင့်ဒီပွဲစဉ်မှာပါဝင်မှာမဟုတ်ပါဘူး။လီယန်ဒရိုထရော့ဆက်ကိုပဲပွဲတစ်ခွင့်ပေးလာဖို့ရှိတယ်။ထရော့ဆက်ဆိုတော့မှထရော့ဆက်အကြောင်းလေးအနေငယ်ဖြည့်ပြောချင်တာပါဗောနော်။ကျွန်တော်မှတ်မိတယ်။အဲတုန်းကမခိုင်းလို့မူဒရစ်ကိုအာစနယ်အသင်းကျိုးသားပန်းသားလိုက်ခဲ့ဘူးတယ်။တကယ်လို့မခိုင်းလို့မူဒရစ်ကိုရသွားမယ်ဆိုရင်ထရော့ဆက်လောက်တော့အဆင်ပြေချင်မှပြေတော့မှာလို့အဲ့တော့သူတို့ထရော့ဆက်ကိုဒုတိယပလန်အနေနဲ့ခေါ်လိုက်တာတော်တော်မှန်သွားခဲ့တယ်လို့ ို့ပဲဟိုကျွန်တော်အဲ့လိုအတွေးမျိုးရရတယ်ပေါ့နော်အဲ့တော့မခိုင်းလို့မူဒရမီယာလို့ trouser ကိုခေါ်တာဈေးလည်းတက်တာသွားတယ်အသင်းပေါ်မှာအချိုးပြမှုပိုင်းလည်းအများကြီးရှိခဲ့တယ်အဲ့တခါလေကြာရင်ဈေးကြည့်တာထက်ဈေးကွက်မှာ hype တဲ့ကစားသမားထက်ဖြစ်တင်ဖြစ်တိုက်တဲ့ကစားသမားကိုခေါ်လိုက်တာလည်းပိုကောင်းတယ်အခုဆိုရင်ပြန်ရောင်းတာမျိုးပဲဖြစ်ဖြစ်အသင်းမှာဆက်ပြီးတော့ထိန်းတာမျိုးပဲဖြစ်ဖြစ် trouser ကအသုံးအရန်ကိုဝင်ပါတယ်အခုဆိုရင် trouser ကို artida တောက်လျှောက်သုံးလို့ရနေပါတယ်ကျွန်တော်တစ်ဖက် right wing မှာစဉ်းစားစရာရှိတာ bukayo saka ကို ခဏအနာပေးမယ်ဆိုရင်အီတန်ဝနရီကိုပွဲတော့ခွင့်ပေးလာနိုင်တယ်။ဒါမှမဟုတ်လည်း မတ်စတောင်းမန်ကိုပရိုတိုကွန်ပေးမလားတစ်ချက်ကြည့်ရမယ်ဆိုတော့နှစ်ချုပ်ပြီးသုံးသက်ချင်တာဟိုအကုန်လုံးအရန်နေကြီးပဲသုံးလာဘိုးတော့လေမဖြစ်နိုင်ဘူးပေါ့နော်ဒါကျွန်တော်တွေကကျွတ်တင်စွန်းနေသုံးသက်နေတဲ့သဘောမျိုးဖြစ်တဲ့အတွက်ကြောင့်အရန်တွေကိုပဲဦးစားပေးအနေနဲ့ပြောခဲ့တာအသင်းရဲ့အထိုင်ကစားသမား၃ယောက်လောက်ကိုလည်းတည့်ပြီးတော့သုံးတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အရန်တွေကြီးပဲ၃ယောက်လောက်အောင်လည်းပြိုင်ဘက် Brighton ကအဲ့လောက်ထိချင်မနေတဲ့အသင်းတစ်သင်းမှာအချိန်ကာမြေ Arsenal ကိုဒုက္ခပေးနိုင်စွမ်းရှိတဲ့အတွက်ကြောင့်အတိတ်အနေနဲ့အကောင်းဆုံးသုံးသင်းတဲ့ line င်းတဲ့တခုကိုကြံစားသုံးလာနိုင်ပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးတွေမှာနောက်ကွင်ပြပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်